မိခင်နန္တာလိုင်းတဲ့သူကချက်စရာကောင်းလုံးလို့ပရိသတ်တွေကြားထဲမှာရေပန်းစားနေတဲ့သမီးငယ်လေးဇေမဒီလိုင်းမိခင်နန္တလိုင်းတဲ့သူကချစ်စရာကောင်းနေလို့ပရိသတ်တွေကြားထဲမှာနာမည်ကြီးရေပန်းစားနေတာကတော့သမီးငယ်လေးဇေမတိလိုင်းဖြစ်ပါတယ်။တခင်တကကအောင်မြင်ကြကြခဲ့တဲ့ထိတ်တန်းမင်းသမီးကြီးနန္တလိုင်းမှာဇေဝတိလိုင်းဇေယတိလိုင်းနဲ့ဇေမတိလိုင်းဆိုပြီးတော့သမီးလေးသုံးယောက်ထွန်းကားထားပါတယ်။ နန္ဒလာရဲ့သမီးလေး၃ယောက်စလုံးဟာတော်တော်လေးကိုလိမ္မာရေးချရှိပြီးတော့ပညာရေးမှာလည်းထူးချွန်ထမြက်ကြတာကိုတွေ့ရပါတယ်။ဒါကလည်းအုတ်ထင်းသူမိခင်နန္ဒလာနဲ့ခင်ပွန်းတဲ့ဇီတီဟာတို့မိဘနှစ်ပါးရဲ့ကျေးဇူးတွေကြောင့်လို့ဆိုရမှာပါ။ နန္ဒလိုင်တို့ကိုရိုင်းကငင်းစင်အခါအင်ဒရီတိတ်ခါပြင်းနေနေခဲ့တယ်လို့သမီးလေးတွေကိုလည်းလိမ္မာရေးချရှိအောင်တင် जा ဆုံးမှထားတာဖြစ်ပါတယ်။ဒီလိုမျိုးလိမ္မာတဲ့နန္ဒလိုင်ရဲ့သမီး၃ယောက်ထဲကမှအခုလက်တလုံးမှာပြည်သက်တွေချစ်ခင်အားပေးချီးကျူးခြင်းကိုခံနေရတာကတော့သမီးလေးဇေမဒီလိုင်ဖြစ်ပါတယ်။အင်တာနက်ပေါ်မှာပြန့်နှံ့လာတဲ့ဓာတ်ပုံတွေမှာဆိုရင်သမီးလေးဇေမဒီလိုင်ကဆိုရင်သပင်းစံသားကောင်းကောင်းနဲ့အတူပါဖောင်ဖောင်လေးနဲ့အင်ဒရီတိတ်ခါပြင်းနေချစ်စရာကောင်းနေရဖြစ်ပါတယ်။တချို့တွေကဆိုရင်သမီးလေးဇေမဒီလိုင်ကမိခင်ကြီးနန္ဒ လိုင်းရဲ့အလှတရားအမွေကိုအပြည့်အဝရရှိထားတယ်လို့ဆိုကြပါတယ်။မိခင်ကြီးငယ်စဉ်ခါမှလည်းအခုလိုမျိုးသမီးလေးဇေမဒီလိုင်းနဲ့တူလုံးတယ်လို့ဆိုကြတာပါပရိသတ်တွေကရောသမီးလေးဇေမဒီလိုင်းကနန်တာလိုင်းနဲ့တူရဲ့လားဆိုတာပြောသွားကြပါအောင်ရှင်